အားလုံးပဲမင်္ဂလာပါကျွန်တော်မောင်တုခပါဒီနေ့မှာတရုတ်ကနမိတ်ကြီးမှာဖြစ်ပါတယ်တနင်္လာသမိတွက်ပါလေးလပိုင်းတွက်အိမ်အောင်ရေးတွေစီးပွားရေးတွေကျန်းမာရေးတွေအလောက်ကင်တွေစုံလျောင်းကြည့်ပေးမယ်ပြီးရင်ကြောင့်ရေဒီယာလေးလည်းပေးမယ်ဒီရေဒီယာဖြစ်အောင်လုပ်ထားမယ်ဆိုရင်ဒီလေးလပိုင်းမှာတင်းလာသမိတွက်ကံကောင်းခြင်းတွေကိုစီကိုရောက်လာမှာဖြစ်ပါတယ်အခြေအစင်မပြည့်တဲ့သူတွေအိမ်တော်ရေးအစင်မပြည့်တဲ့သူတွေအလောက်ကိုင်းငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တာကအစားအဆင်ပြေသွားမှာဖြစ်တယ် ဒါကြောင့်ဘေးရဲနောက်မှာကျွန်တော်ရေတရာလေးပေးမယ်ဒီရေတရာကိုဒီလေးလပိုင်းမှာမိမိနေရောင်းတဲ့ခါကျရင်ပြုတ်လုပေးပါလို့ကျွန်တော်အကြံပြုပါရစေခင်ဗျာဒီလေးလပိုင်းတွက်ကံကောင်းနေလားကံဆိုးနေလားမေးရင်ကောင်းအားက90လောက်ရှိတယ်ဆိုးအားက30လောက်ရှိပါတယ်ဘာတွေကကောင်းနေတာလဲဘာတွေကဆိုးနေတာလဲဘာတွေကိုတတိထားရမလဲဆိုတာကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်ငွေရင်းချိန်ဥစ္စာပစ္စည်းနဲ့ပတ်သက်တော့ကံနည်းနည်းလေးညံ့နေတယ်ငွေမဝင်မဟုတ်ငွေရဝင်တယ်လက်ထဲမှာပတ်စံမမြဲတာတွေ လက်ထဲရောက်လာခဲ့ရတဲ့ပတ်စံတွေအလွယ်တကူပြန်ထွက်တာတွေဂျုံတွေ့ရတတ်ပါတယ်အလောက်ကန်တဲ့ပတ်သက်ရောအရန်ကောင်းတယ်အလောက်ကန်တဲ့ပတ်သက်ပြီးငွေတွေဝင်လာတယ်ဆိုပေမဲ့ကိုအတုံးမကြမှုကြောင့်ကုန်ကျစရိတ်တွေများပြီးတော့ငွေတွေကိုလက်ထဲကနေပြန်ထွက်သွားတတ်ပါတယ်စုမိဆောင်မိအားကအရန်နေပါတယ်ဒါကြောင့်အုပ်စာပစ္စည်းငွေချင်းနဲ့ပတ်သက်မယ်ဆိုရင်အားနေတယ်လို့ဆိုရပါမယ်မိတ်ဆွေကန်နဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းပါတယ် တငယ်ချင်းကောင်းမိတ်ဆွေကောင်းတငယ်ချင်းအထောက်ပံ့တွေကြောင်းအဆင်ပြေသွားတတ်ပါတယ်အလောက်ကန်တွေကလည်းဒီတိုင်းပါပဲအလောက်ကန်မရှိတဲ့သူတွေအလောက်ကန်ရှားပွေတဲ့သူတွေတငယ်ချင်းအကူကြီးထောက်ပံ့လုံတဲ့သူတွေရှိတယ်ဆိုရင်ရဲရဲတဲတဲကိုယ့်ရဲ့တငယ်ချင်းမိတ်ဆွေမှာအကူကြီးတောင်းလိုက်ပါကိုယ့်အကူကြီးတောင်းတာကိုသူအသိမှတ်ပြုပြီးတော့ကူညီပါလိမ့်မယ်မိတ္တဆုရေနဲ့ပတ်သက်မယ်ဆိုရင်ရန်ကောင်းပါတယ်ခင်ဗျာ ကိုယ့်ရဲ့မိသားစုမှာအဆင်မပြေဘူးနားလည်မှုလွဲနေတယ်ဆိုရင်ပြန်လဲအဆင်ပြေသွားတတ်ပါတယ်။အရန်ကောင်းနေတာကအိမ်အောင်ရေးနဲ့ပတ်သက်တာ။ကိုယ့်ရဲ့အိမ်အောင်ရေးနဲ့ပတ်သက်တာမိသားစုရေးနဲ့ပတ်သက်တာရန်ကန်ကောင်းပါတယ်။အိမ်အောင်ရေးအဆင်မပြေတဲ့သူတွေအိမ်အောင်ရေးကြောင့်စိတ်ညစ်နေရတဲ့သူတွေကွဲကွာနေတဲ့သူတွေဒီလိုလမျိုးမှာပြန်လဲပေါင်းစည်းရတတ်ပါတယ်။ကျွန်တော်ပေးတဲ့ရည်ရအောင်လဲဖြစ်အောင်လုပ်ဖို့ဒါမှပဲအိမ်အောင်ရေးကံတွေပြန်လဲကောင်းမွန်လာမှာဖြစ်ပါတယ်။အိမ်ချမ်းရောက်မဲ့သူတွေအိမ်ချမ်းဝယ်မဲ့သူတွေ ဒီလေးလပိုင်းမှာလုံးဝလုံးဝမလုပ်တည်ပါဘူးအကျိုးမပေးဘူးလို့ဆိုရပါမယ်အမားယူနေဖြစ်ပြီးတော့ဒါဥပဒေနဲ့ရင်ဆိုင်ရတတ်ပါတယ်လူငယ်တွေအရန်တိကျနေတဲ့အခြေအနေပတ်သက်တာအရန်ကောက်ပါတယ်အခြေရေးစင်မပြေတဲ့သူတွေနော်အစင်ပြေသွားတတ်တယ်လို့ဖူးစာစီဖူးစာမှန်ပေါ်လာတဲ့လာလာပြောရင်လည်းမမားပါဘူးခင်ဗျာအခြေအကြောင်းစိတ်ညစ်ရတဲ့သူတွေအခြေအကြောင်းတော့ကများနေတဲ့သူတွေဒီလိုလေးလပိုင်းမှာပြန်လဲအစင်ပြေသွားမှာဖြစ်ပါတယ်အခြေကံကောင်းတယ်လို့ဆိုရပါမယ် တခုတ်တတိထားရမှာကကိုယ့်ရဲ့ချစ်ရည်မှာဖျက်လို့ဖျက်စီးလှုပ်တဲ့သူတွေများနေတတ်ပါတယ်။ကို့လူမုံများနေတဲ့ကာလကုဖြစ်ပါတယ်။လူမုံများနေတဲ့အတွက်ကြောင့်မို့အချီလည်းအဆင်မပြေလို့အလောက်ကိုင်းတွေအိမ်ောင်ရည်တွေစီးပွားရည်တွေကိုလာပြီးတော့တိုက်ခိုက်တတ်ပါတယ်။ဒါကြောင့်မို့ကိုယ့်ရဲ့အချီနဲ့ပတ်သက်မဲ့ဆိုရင်လည်းနည်းနည်းလေးအဖျက်တွေကြောင့်စင်ညာတတ်ပါတယ်။လူမုံများတဲ့ကာလကုဖြစ်ပါတယ်။ ကျမရေးနဲ့ပတ်သက်မယ်ဆိုရင်ယာဒီဥတုအကူပြောင်းကြောက်ပဲတခါလေကျမရေးတွေကညံ့သွားတတ်ပါတယ်ကြည်ကြည်မမဖြစ်ဖို့မရှိပါဘူးကျမရေးညံ့နေတဲ့သူတွေဇရာကောင်းတမကောင်းတွေ့တာမျိုးနာနဲ့ဆေးနဲ့တဲ့ဝါတာမျိုးတွေဂျုံလို့ရတတ်ပါတယ်ဒါကြောင့်ကျမရေးနဲ့ပတ်သက်မယ်ဆိုရင်အရန်ကောင်းနေတယ်လို့ဆိုရပါမယ်တခုတတိထားရမှာကဘာဒါလိုက်လေဘာဒါအားနေရတတ်တယ်ဒါကြောင့်မို့ကိုကဘာဘာဒါကိုကူးကွယ်နေတာလေကိုကူးကွယ်တဲ့ဘာဒါကိုအာယုံစိုက်ပြီးတော့လှုပ်ပါ ဘာသာလိုက်လေဘာသာတရားကိုမလုပ်ချင်တာတွေမကန့်ချင်တာတွေကြုံတွေ့ရတတ်ပါတယ်ဘာသာတရားနဲ့ပတ်သက်ရင်တော့နည်းနည်းအာနင်းတော့တတ်ပါတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်နည်းနည်းလေး use size ရှင်ပါတယ်ပညာရေးနဲ့ပတ်သက်မယ်ဆိုရင်ဖြစ်လို့ဖြစ်စီလောက်တဲ့သူတွေများနေတတ်ပါတယ်ကိုယ့်ရဲ့ပညာရေးမှာအနောက်ဆက်တွေများနေတတ်ပါတယ်ဒါကြောင့်မို့ပညာရေးနဲ့ပတ်သက်ပြီးတော့စောင်းပွဲဖြေမဲ့သူတွေအလုပ် interview ဖြေမဲ့သူတွေကလည်းကြော်ပြမဲ့ရေးတဲ့အောင်တိကျလောက်ပါ ပြီးတော့ရင်စောင်းပွဲတွေဖြေးတာမျိုးအဲ့လို interview တွေလုပ်ကြည့်ပါတေချာမောင်မိတ်ဆွေတို့လွယ်လွယ်ကူနဲ့အောင်မြင်တော့မှာဖြစ်ပါမယ်တနေ့လောင်သားမီအတွက်သားမီကန်နဲ့ပတ်သက်မယ်ဆိုရင်ရုပ်ကြားလေးအကျိုးကခံစားခွင့်ရှိလိမ့်မယ်တမီးကျိုးကလုံးဝခံစားခွင့်မရှိဘူးကိုမွေးထားတဲ့တမီးကကြီးနေပြီဆိုရင်ဂရုစိုက်ပါသူတို့တို့အကြောင်းကိုကစိတ်စီရသက်တဲ့ပြီးအဆက်တကွဲနဲ့လေကြုံတွေ့ရသက်ပါတယ်။တင်းလာတားမိနေနဲ့ကိုမွေးထားတဲ့တမိမင်းကလေးရှိရင ဂရုစိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။ကံနဲ့ပတ်သက်တဲ့လုပ်တွေကလုံးဝလုံးဝအကျိုးမပြုပါဘူး။ဒီလေးလပိုင်းမှာကံနဲ့ပတ်သက်တဲ့လုပ်လုပ်မယ်ဆိုရင်အထူးဂရုစိုက်ပါ။ကိုယ့်ရဲ့အလုပ်ကကံနဲ့ပတ်သက်ပြီးတော့လုပ်နေတယ်ဆိုရင်တော်တော်လေးဂရုစိုက်ရမယ့်ကာလတခုဖြစ်ပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ဒုက္ခရောက်တတ်ပါတယ်။ဒါကြောင့်ကံဆန်းတာတွေလုံးဝမလုပ်တည်ပါဘူးလုပ်မယ်ဆိုရင်ကိုဝါနာပါတယ်ဆိုရင်ပေါ့နော်အနေချင်းတော့ပဲလုပ်ပါစီးပွားဖြစ်တော့လုံးဝ မလို့စီကျင်မာဘူး။ကံနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကအခက်ခဲအကျက်တွေတွေရင်ဆိုင်ရတတ်ပါတယ်။ဒါကြောင့်ကံအကျုံးမပေးဘူးလို့ဆိုရပါမယ်။မိတ်ဆွေတို့ကံဆန်းကျင်တယ်ဆိုရင်တော့ငားပါတဲ့နံပါတ်ဒီကောင်မိတ်ဆွေတို့ကောင်းတယ်။ဒါကြောင့်ငားပါတဲ့နံပါတ်ဒီရွေးချယ်ခြင်းအပြင်မိတ်ဆွေတို့ကံကောင်းမှုလေးတွေတချို့ရရှိမှာဖြစ်ပါတယ်။ကံကောင်းနေတဲ့အကြောင်းကအဖြူရောင်ရဲ့တင်ပြရောင် ကကံကောင်းပါတယ်။အရေးကြီးတဲ့ကိစ္စတွေအရေးကြီးတဲ့လုပ်တွေလုပ်မယ်ဆိုရင်ဒီရောင်ကိုဝတ်ဆင်ပြီးတော့သွားပါ။ တေချာပေါက်ကန်ကောင်းတော့မှဖြစ်ပါဒီလေးလပိုင်းမှာတင်းလာသားမိအတွက်ခီဝေးသွားတာတွေအလဲပက်သွားတာတွေလုံးဝမလွတ်တင်ပါဘူးဒီလိုလမျိုးမှာတင်းလာသားမိနေနဲ့ခီဝေးသွားတာတွေအလဲပက်သွားတာတွေခီးထွက်တာတွေလုံးဝလုံးဝမလွတ်တင်ပါဘူးအကျိုးမပေးတဲ့ကာလတစ်ခုဖြစ်ပါတယ်ကြောရေတရာလေးပြေးမယ်ဒီရေတရာကိုဖျက်အောင်လုပ်ပေးပါခင်ဗျာဒီရေတရာကိုလွတ်လိုက်ခြင်းအပြင်မိတ်ဆွေတို့ဒီလေးလပိုင်းမှာအခက်အခဲအကျက်တွေပြပြပြီးတော့ကောင်းတဲ့ຢာလေးတွေကိုယ်စီကိုရောက်လာမှာဖြစ်ပါတယ်။ကဲရေတရားကိုကျွန်တော်တို့လက်ကြည့်ကြမယ်ခင်ဗျာ လောက်ရမဲ့ရေတရာကရက်လွယ်ကူပါလေကိုနေရောင်းတဲ့ခါကြရင်မနှက်ပိုင်းမှာတက်ကြီးရွယ်အိုတွေကိုအသက်ကြီးတော်သူတွေကိုစေးဝါးတွေလူထမ်းပေးပါကိုရဲ့အသက်ကြီးတဲ့သူတွေမရှိဘူးဆိုရင်လည်းကိုထက်ကြီးတဲ့သူတွေကိုနော်အားစေးတွေကြက်ပေါင်းရည်တွေငှက်တိုက်တွေဒီလိုမျိုးအားစေးတဲ့အစားအစာတွေလူထမ်းလို့လည်းရပါတယ်ပြီးတော့ရင်ညနေပိုင်းမှာတလေးဆန်လေးတွေကိုအစာပြည့်ကြွေးပါညနေပိုင်းနော်တိတိကျပြောရမယ်ဆိုညနေနေမဝင်ခင်အချိန်လေးမှာ ွေးလေးတွေကိုသူတို့စားတတ်တဲ့အစာကိုပြစ်ကျွေးလိုက်ပါစားခြင်းစားမစားခြင်းတွေပေါ့နော်သူစိတ်မှာပြစ်ကျွေးလိုက်ပါဒီရတရားကိုလှုပ်လိုက်ခြင်းအပြင်မိစေတို့ကြုံတွေ့နေတဲ့အခက်ခဲတွေအကျက်တဲတွေပြေပြောက်သွားမှာဖြစ်ပါတယ်မအားတဲ့ကြောင်းကနေကြွေးပြူကိုလိုက်ကြည့်ပေးတဲ့သူကတယောက်ချင်းစီကိုကျူးတင်ပါတယ်ခင်ဗျကြုံမိစေတွေနှစ်အဆောင်ကနေနှစ်အဆောင်ကောင်းတော့နှမိတ်ကောင်းတော့တဲ့ကောင်းတော့ငွေချင်းနဲ့ပြေစုံပြီးပျော်စွင်တော့မိသားစုဘဝတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျအခုကြုံတွေ့နေကြတဲ့တဘာဝဘေးအန္တရာယ်ကလည်း ကင်းလို့ကြပါစေလို့တောင်းပေးလိုက်ပါတယ်ခင်ဗျာကျုပ်မေဆွေတွေဂျော်စွန်တို့မိသားစုဘတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာဗီဒီယိုလေးအဆုံးသတ်ခင်မှာအခုကြီးတခုကျွန်တော်တောင်းချင်ပါတယ်ခင်ဗျာကျုပ်ရဲ့ဗီဒီယိုမြင်လာနဲ့တနည်းလားတာမီတွေမြင်တွေ့အောင် share ချင်းဝင်မြချင်းပြီးကုလိုယူလိုက်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ ကျုပ်မေဆွေတွေဂျော်စွန်တို့မိသားစုဘတွေပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာနောက်နေ့မှပြန်လဲဆုံတွေ့ကြပါ